3889869အချိန်ကမှကျွန်တော်ဒီအချိန်မှာຢာပြည့်ပေါ့နော်ຢာပြည့်ခုနကျွန်တော်ထည့်ပြောမိလား3889869အချိန်ကမှຢာပြည့်လို့မှတ်မှာပေါ့နော်ຢာပြည့်လို့ရိုက်တယ်ဒါကြောင့်မို့ဒီမှာ3889869လို့နော်ဒီမှာခင်းထားပြီးဖြစ်တဲ့သူနဲ့အချိန်ကမှကျွန်တော်ဒီအချိန်မှာຢာပြည့်ကဏ္ဍတကွက်ကစားမယ်ပေါ့နော်ຢာပြည့်ကဏ္ဍတကွက်ကစားမယ်အဲ့တော့ကျွန်တော်ယူဆကြည့်အောင် အဲ့တော့ဒီမှာသူကဒီဒီပရိန်နဲ့ပေါ့နော်38 89 69 6 200ဆိုပြီးတော့သူရာပြီးရိုက်ခဲ့ပြီပေါ့နော်သူ့အောက်မှာ900လို့ရိုက်တယ်သူ့ရဲ့ဆောင်းမှာ400လို့ရိုက်တယ်သူတို့ဒီကက်လေးရဲ့စင့်ကရိုက်ထားတယ်ပေါ့နော်400အောက်မှာ900ပေါ့နော်အဲ့ဒီလိုရိုက်ထားတယ်ပေါ့နော်ဒီမှာ200 500 400 500ဆိုပြီးတော့ဒီလိုမျိုးတွေအနီးကပ်တွေရိုက်ထားတယ် ူ့ရဲ့ဒီမှာ၈လေးနှစ်ဆိုတာရှိရပေါ့နော်အဲ့ဒီ၈လေးနှစ်နဲ့အချိန်ကိုက်မှာသူဒီမှာ၄00လို့ထွက်ပေးထားတယ်ပေါ့နော်400လို့ထွက်ပေးထားတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့၈လေးနှစ်လို့ရှိရအဲ့ဒီ၈လေးနှစ်နဲ့အချိန်ကိုက်မှာကျွန်တော်ဒီမှာယာပြိပဲကစားကျင်တာပေါ့နော်ယာပြိနော်ဒီမှာလဲကျွန်တော်ဒီ၉၆ခွန်ဖရိန်နဲ့ကလည်းယာပြိလို့ရိုက်ထားတယ်ဒါကြောင့်မလို့ဒီ၉၆ခွန်ဖရိန်နဲ့အချိန်ကိုက်မှာလဲကျွန်တော်ယာပြိလို့ကစားကျင်တယ် ကစားကျင်တော့ဒီမှာလည်းထပ်တွေ့တယ်ဒီမှာ၈လေးနင်းနဲ့အချိန်ခိုင်မှာယာပြည့်လို့ရိုက်ထားတာတွေ့တယ်ဒီမှာလည်း၈လေးနင်းနဲ့အချိန်ခိုင်မှာယာပြည့်လို့ထည့်ကစားကျင်တယ်ကစားကျင်တော့သူကဒီ၈လေးနင်းနဲ့အချိန်ခိုင်မှာရိုက်တဲ့ယာပြည့်၄00ဒီကျွန်တော်ဒီမှာနော်ဒီ200ရဲ့အောက်က900 900ရဲ့ဆောင်း400 400ရဲ့အောက်မှာ900လို့ခင်းထားဖြစ်တဲ့အတွက်နော်ဒီ၈လေးနင်းနဲ့အချိန်ခိုင်မှာဒီ400လို့ရိုက်တယ်လို့ဒီ400ရဲ့အောက်က900ကိုလည်းကျွန်တော်တို့ကဒီ၈လေးနင်းနဲ့အချိန်ခိုင်မှာ900လို့ထည့်ကစားကျင်တာပေါ့နော် 500လို့ထည့်ကစားခြင်းတာเนาะเนาะအဲ့ဒါဒါလေးကယူဆချက်လေးပေါ့เนาะအဲ့ဒီယူဆချက်လေးကိုကျွန်တော်စနေလေးတစ်ခုနဲ့ထပ်ပြီးယူဆပြီးတော့ပေါင်းဆက်ကြည့်အောင်เนาะအဲ့ဒီတော့ဒီမှာကျွန်တော်တို့ခွန်တက်တက်လို့เนาะခွန်တက်တက်လို့ဖြစ်တယ်ပေါ့เนาะတခါတည်းပဲပြသွားတော့မှာเนาะခွန်တက်တက်လို့ရိုက်သွားကျွန်တော်မြင်တာ၃ကတ်တော့ရှိတယ်เนาะဒီမှာခွန်တက်တက်เนาะအမှခွန်တက်တက် နောက်ဒီမှာတစ်တစ်ခွန်ပေါ့နော်တစ်တစ်ခွန်လို့ရိုက်တယ်အဲ့တော့ဒီခွန်တစ်တစ်ကနေကျွန်တော်စရင်မယ်သူကနေ1345ပင်နော်ဇောင်း5ပင်တက်လိုက်တဲ့အခါမှာဒီမှာကနန်း3ခွက်ပေါ့နော်ဒီကနန်း3ခွက်နော်ဒီကနန်း3ခွက်ပရိတ်တွေယူကြည့်မယ်ဒီမှာပရိတ်နေဒီမှာပရိတ်5ဒီမှာပရိတ်6နော်ပရိတ်2 5 6အဲဟုတ်ပြီဒီပရိတ်3ခုရဲ့နော် ဒီပရိတ်၃ခုဒီကျွန်တော်2 5 6ဆိုတဲ့ပရိတ်၃ခုဒီနောက်နှစ်မှာ2 5 6လို့လာထွက်တယ်နော်လာထွက်တယ်ကျွန်တော်ခွန်တက်တက်လို့ဖြစ်တာနဲ့သူကနေစပြီးဇောင်း၅နှစ်မှာကျွန်တော်တို့ရှိတဲ့ဒီပရိတ်၃ခုဒီကဏ္ဍတစ်ခွက်အဖြစ်နဲ့နောက်နှစ်ကိုလိုက်ထွက်တယ်2 5 6ဆိုပြီးဒီမှာပရိတ်နဲ့ဒီမှာပရိတ်၅ဒီမှာပရိတ်6 2 5 6ဆိုပြီးနောက်နှစ်ကိုထွက်တယ်သူထွက်တော့သူကနေ1 2 3 4ဇောင်း၄ပင်ရဲ့ဒီဘက်မှာ ကျွန်တော်၃ညခအထောက်နဲ့တိုက်ထွက်တယ်နော်ဒါဆိုဒုတိယကက်ကြည့်ရှင်းသွားလိမ့်မယ်နော်ဒီ site လေးကအဖိုးတန်ပါတယ်နော်ကြည့်အောင်နော်ကျွန်တော်နှစ်ကုံထိဒီဟာကိုလိုက်ယူထားတဲ့ line တွေရှိပါတယ်နော်အဲ့တော့ဒီမှာခွန်တက်တက်ပထမကက်လို့ရေးမယ်သူကနေ1နဲ့3 4 5 5ဘင်မှာရှိတယ်ဇောင်း5ဘင်မှာရှိတယ်ခဏန်း3ခွက်နော်ဒီမှာ break 6ဆိုတဲ့ခဏန်း2ခွက်ဒီမှာ break 8ဆိုတဲ့ခဏန်း2ခွက်ဒီမှာ break 8ဆိုတဲ့ခဏန်း2ခွက်နော်နော် အဲ့တော့ဒီကဏ္ဍ၃ခွဲနော်ပြိဋ္ဌီဒီကျွန်တော်ကဏ္ဍတစ်ခွဲအဖြစ်လိုက်ထွက်တယ်ဗောနော်ဒီမှာဆိုပြိဋ္ဌ၆ပြိဋ္ဌိပြိဋ္ဌိ၈၆၈ဆိုတဲ့ကဏ္ဍဒီနောက်နှစ်မှာကျွန်တော်ဒီမှာ၆၈၁လို့ထွက်တယ်နော်သူထွက်တော့လဲပထမကတ်လို့ပဲ၁နဲ့၃လေးဇောင်း၄ပြန်ဒီဘက်မှာ၃ညာခါအထောက်နဲ့ထွက်တယ်ဗောနော်ဟုတ်ပြီနော်အဲ့ဒါဆို၃ခွဲမြောက်ကြည့်မယ်ကျွန်တော်ဒီမှာဒီမှာ၁၁ခွန်လို့ရိုက်ပြီပထမကတ်ဒုတိယကတ်လို့ပဲကျွန်တော်ဒီမှာ၁နဲ့၃လေး၅ဇောင်း၅ပြန်တက်လိုက်တဲ့ခါမှာကျွန်တော်ဒီမှာ ီခဏန်း၃ခွက်ပြိဋ္ဌိနော်ခဏန်း၃ခွက်အဲတခုချင်းစီရပြိဋ္ဌိခဏန်းတစ်ခွက်ပြလိုက်ထွက်တယ်ဒီမှာဆိုရင်6တိရှိပြိဋ္ဌိ၅ဒီမှာ9တုံညာခွန်ပြိဋ္ဌိ6ဒီမှာ4ရှိတဲ့ပြိဋ္ဌိ3နော်ပြိဋ္ဌိ၅ပြိဋ္ဌိ6ပြိဋ္ဌိ3ဆိုတဲ့ဒီ5 6 3ဆိုတဲ့နော်ခဏန်းနော်ဒီပြိဋ္ဌိ3ခုဒီခဏန်းတစ်ခွက်အဖြစ်နဲ့5 6 3ဆိုပြီးဒီမှာလာထွက်တယ် အဲ့တော့ပထမကဒုတိယကလည်းပဲသူထတ်တော့သူ့ရဲ့ဆောင်1နဲ့3လေးလေးပြင်းများမှာ၃ညာခါလေးအထောင်းနဲ့လာထွက်တယ်ပေါ့နော်၃ညာခါအထောင်းနဲ့လာထွက်တယ်နော်တန်ဖိုးရှိပါရဲ့နော်ဒီ site ကနော်နော်ကျွန်တော်ဒါစေတနာထားပြီးတော့နော်ပြပေးလိုက်ပါတယ်ခွန်တက်တက်လို့ဖြစ်တာနဲ့ဇောင်းကားနဲ့တက်တာနဲ့ဒီပရိတ်၃ခုဒီကဏ္ဍတစ်ခွက်ဖြစ်နေလိုက်ထွက်တယ်နောက်နဲ့မှာသူထွက်တော့၃ညာခါအထောင်းနဲ့ထွက်တယ် ခွန်တက်တက်လို့ဖြစ်တာနဲ့ဒီပရိတ်၃ခုဒီကနန်းတကွက်ဖြစ်နေနောက်နေ့မှလိုက်ထွက်တယ်သူထွက်တော့၃ညခအထောက်နဲ့ထွက်တယ်နော်ခွန်တက်တက်လို့ဖြစ်တာနဲ့ဒီကနန်း၃ခုရဲ့ပရိတ်ဒီကနန်းတကွက်ဖြစ်နေနောက်နေ့ကိုထွက်တယ်နော်သူထွက်တော့၃ညခအထောက်နဲ့ထွက်တယ်ဟုတ်ပြီအဲ့ဒီလိုနော် ခွန်တက်တက်လို့ဖြစ်ပြီးဒီပဋိသုံးခုဒီကဏ္ဍတစ်ခွက်ဖြစ်နေနောက်နေ့မှာထွက်ပြီးတာနဲ့ယာပြည့်ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီလိုက်ပြီးပါတယ်နော်ယာပြည့်ကဏ္ဍတစ်ခွက်လိုက်ကြတယ်ခွန်တက်တက်လို့ထွက်တယ်ထွက်ပြီးတာနဲ့ကျွန်တော်ဒီမှာပဋိသုံးခုဒီကဏ္ဍတစ်ခွက်အဖြစ်နောက်နေ့မှာကြပြီးတာနဲ့နော်ကြပြီးတာနဲ့ယာပြည့်ကဏ္ဍတစ်ခွက်လိုက်ပါတယ်လေနော်ယာပြည့်ကဏ္ဍတစ်ခွက်ဖြစ်တယ်ပေါ့နော် ဲ့ဒီတော့ဒီမှာ၃ခက်မြောက်ခွန်တက်တက်လို့ဖြစ်ပြီးဒီပရိတ်၃ခုဒီလည်းကဏ္ဍတစ်ခွက်အဖြစ်နဲ့ဒီမှာထွက်ခဲ့ပြီထွက်ခဲ့ပြီးတော့ဒီနှစ်ထဲမှာကျွန်တော်တို့ကရာပြီကဏ္ဍတစ်ခွက်ကစားရတော့မှာပေါ့နော်ရာပြီကဏ္ဍတစ်ခွက်ကစားရမယ်ဒီမှာကျွန်တော်900လို့ရေးထားတယ်နော်ဘာလို့900လို့ရေးထားလဲဆိုကျွန်တော်ကြည့်အောင်နော်အဲ့တော့ဟုတ်ပြီဒီပရိတ်၃ခုဒီကဏ္ဍတစ်ခွက်ထွက်တယ်ထွက်ပြီးရတဲ့ရာပြီကဏ္ဍလိုက်တယ်လိုက်တာနဲ့အဲ့ဒီရာပြီကဏ္ဍဒီနော်သူကနေနှစ် နှစ်နှစ်ကျော်မြင်းကုန်မှာခွန်လေးတစ်အထောင်နဲ့300လို့ထွက်တယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီမှာပရိတ်သုံးခုဒီကဏ္ဍတစ်ခွက်လိုက်ပြီးလိုက်ပြန်သူ့အောက်မှာရာပြေကဏ္ဍထွက်တယ်အဲ့ဒီရာပြေကဏ္ဍဒီနော်ပထမကတ်လိုပဲနှစ်နှစ်ကျော်မှာခွန်လေးတစ်အထောင်နဲ့ဒီမှာထွက်တယ်နော်အဲ့တော့ပထမကတ်မှာ तू ကခွန်လေးတစ်အထောင်နဲ့ तू ကနှစ်နှစ်ကျော်မြင်းကုန်ရဲ့အပေါ်ဆောင်မှာထွက်တယ်300ဆိုပြီးတော့ ဒုတိယကမ္မဒီခွန်လေးတဲ့နှစ်နှစ်ကျော်မြင်းကိုအောက်ဆောင်မှာထွက်တယ်400ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ၃ကမ်းမြောက်နော်၃ကမ်းမြောက်မှာကျွန်တော်ဒီမှာဒီပရိသုံးခုဒီကဏ္ဍတစ်ခွက်ပြီးထွက်ခဲ့ပြီးကျွန်တော်အခုຢာပြည့်ကိုဒီအချိန်မှာ900လို့ထည့်ကစားတယ်နော်ဒီအချိန်မှာဖန်တယ်ဘာပဲဒီမှာ၄ခွန်အထောင်နဲ့နော်၄ခွန်အထောင်နဲ့ကျွန်တော်တို့ကပထမကမ်းမှာ၄ခွန်ရဲ့အပေါ်ဆောင် ဒုတိယကတ်မှာ၄တခွန်ရအောက်ဆောင်အခုကျွန်တော်တို့အပေါ်ဆောင်အောက်ဆောင်ပြီးတော့အခု၄တခွန်နဲ့နော်တန်းတန်းမှာပဲကျွန်တော်တို့ကတဲ့တဲ့မှာပဲ900ဆိုရကနေကိုထည့်ကစားမယ်။ဒါဖြစ်လို့900လို့ပြောလဲဆိုဒီမှာ၄တခွန်နဲ့အပေါ်ဆောင်မှာထွက်တော့300 300လို့ပြီးတော့ကျွန်တော်ဒီမှာ၄တခွန်ရအောက်ဆောင်မှာလိုက်တော့400 300 400ပြီးတော့ခုကျွန်တော်ဒီမှာ၄တခွန်ရနဲ့အပေါ်ဆောင်အောက်ဆောင်ပြီးတော့၄တခွန်နဲ့ကျွန်တော်တန်းတန်းမှာပဲ 300 400ပြီးတော့900လို့ယူဆတယ်ပေါ့နော်900လို့ထည့်ကစားမယ်နော်900မဟုတ်တော့မိမိတို့ကြိုက်နေတဲ့တဲ့ယာပြည့်ကိုယူကစားပါနော်ကျွန်တော်တို့ကဒီမှာကျွန်တော်ပြခဲ့ပြီးတာနော်ဒီ one chain line တွေက9 3 3 one chain တွေရှိတဲ့အတွက်နော်နော်5 3 3 1ချင်းနေရှိရအတွက်ကျွန်တော်ဒီမှာ900ဆိုတဲ့ကဏ္ဍကိုဒီအချိန်မှာကောင်းကောင်းကစားမယ်ပေါ့နော်ကောင်းကောင်းကစားမယ်ဒီစနစ်ရသူကရာပြေကဏ္ဍပေးရပေါ့နော်ရာပြေကဏ္ဍပေးတဲ့ပြင်၄တက်ခွန်အထောက်ကလည်းရှိနေသေးတယ် ဒီမှာလဲယာပြေကနန်းပြီးတဲ့ပြင်လေးတက်ခွန်အထောက်ကလည်းရှိနေသေးရဲ့အခုကျွန်တော်တို့ကဒီမှာလေးတက်ခွန်အထောက်ကရှိနေပြီဆိုရာပြေကနန်းကိုကစားရတော့မယ်နော်ကစားရတော့မယ်ဆိုတော့ဒီမှာ300 300ပြီးတော့400လို့ရိုက်ခဲ့ပြီဆိုတော့ကျွန်တော်တို့ဒီမှာ900လို့ထည့်ကစားမယ်ပေါ့နော်နော်အဲ့ဒါလေးကိုကျွန်တော်တို့နော်ထပ်ပြီးတော့ပေါင်းဆက်ကြည့်အောင်နော်ပေါင်းဆက်ကြည့်အောင်ဆိုဒီမှာဗျကျွန်တော်800လို့ရှိရနော် မရေပြတော့ဘူးเนาะကျွန်တော်မိနစ်တင်များလို့800 800ဆိုဒီ800နဲ့အချိန်ကိုက်မှသူ83လို့ရိုက်ထားတယ်အဲ့ဒီ83ဒီဟာဒီ800ရဲ့တစ်နှစ်ကျော်ကเนาะတစ်နှစ်ကျော်ကလာခဲ့တဲ့အောက်ကိုခုနှစ်ပင်ပေါ့နော်တပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်ခုနှစ်ပင်ရဲ့တစ်နှစ်ကျော်က38ခွန်းဘလူနေက38ခွန်းလဲဆို56အတွဲ54အတွဲထောက်ထားတဲ့ဟာဒီက38ခွန်းအဲ့ဒီကเนาะ မားချောက်အတွက်၅လေးအတွက်ထောက်တဲ့ဟာရီ၃ရှစ်ခွန်ဒီဟာရီက800နဲ့အချိန်ကိုင်းမှာလိုက်ထွက်ပေးတဲ့ဆိုရင်နော်လိုက်ထွက်ပေးတဲ့ဆိုရင်ကျွန်တော်တို့အခုဒီမှာဒါပြီအခုဒီ800နဲ့အချိန်ကိုင်းမှာကျွန်တော်တို့ကစားမယ်ခဏအဲ့တော့ဒီ800ရဲ့တစ်နှစ်ကျော်မှာကျွန်တော်ကြီးလိုက်မယ်နော်ဒီမှာ900ဆိုတဲ့ကဏ္ဍရှိရပြပထမကက်လို့ပဲ9လေးတွဲ9 6တွဲလေးထောက်ထားတယ်ပထမကက်လို့ပဲ9လေးတွဲ9 6တွဲလို့ထောက်ထားတယ အဲ့တော့ဒီရှေ့ရာကနေကျွန်တော်ဒီအောက်ကိုခုနှစ်ပင်ဆင်းပြီးတနည်းကျော်မှာ38ခွန်း၅လေးတွဲ၅၆တွဲထောက်တယ်အခုဒီမှာဒီရှေ့ရာကနေကျတော့ကျွန်တော်တို့အောက်ကို10ပင်ဆင်းရမယ်တပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်9ပင်10ပင်နော်စီနံသွားတာပထမ9ပင်ဆင်းတယ်အခု10ပင်ဆင်းတယ်သူကတနည်းကျော်900ဘာဖြစ်လို့ဒီ900ကိုပြောရလဲဆိုရင်ကျွန်တော်ဒီမှာ9လေးတွဲ9 6တွဲထောက်ထားတဲ့900နော်အဲ့ဒီတော့ဒီ800ရဲ့ တနည်းကျော်က96အတွင်း9လေးအတွက်ထောက်ထားတဲ့38ခွန်ကိုဒီရှိရနဲ့အကျင်ကိုင်းမှာရိုက်ပေးတဲ့ဆိုရင်အခုဒီရှိရရဲ့တနည်းကျော်ကကျွန်တော်ဒီမှာ96အတွင်း9လေးအတွက်ထောက်ပေးထားတဲ့900ကိုကျွန်တော်တို့ဒီရှိရနဲ့အကျင်ကိုင်းမှာ900လို့ထည့်ကစားမယ်ပေါ့နော်။နော်ဒီနေရာမှာကျွန်တော်တို့900ပေါ့နော်။နော်900လို့ထည့်ကစားမယ်နော်။အဲ့တော့900လို့ထည့်ကစားမယ်ဆိုတော့ကျွန်တော်တို့ပထမနော် ဒီခွန်တက်တက်စနစ်ကနေလိုက်ခဲ့တယ်ခွန်တက်လေးအထောင်းနဲ့300เนาะခွန်လေးတက်အထောင်းနဲ့400အဲ့တော့ခွန်လေးတက်အထောင်းနဲ့400ပြီးတော့အခုကျွန်တော်တို့900ပေါ့เนาะဒီမှာ၄တက်ခွန်အထောင်းနဲ့900ပေါ့เนาะ900အခုဒီပရိန်ကကျွန်တော်တို့ဒီမှာ800နဲ့အချိန်ကက8ခွန်3ဒီတနစ်ကျော်က5654တွဲနဲ့ထောက်ထားတဲ့ဆောင်းက38ခွန်ကိုထည့်တယ်ဆိုရင် အခုဒီ800နဲ့အချိန်ကကဂဏန်းဒီကျွန်တော်တို့ဒီဘက်မှာတနစ်ကျော်က96အတွက်94အတွက်ထောက်ထားတဲ့ဟာဒီက900ဆိုတဲ့နော်ဂဏန်းကိုဒီမှာကစားမယ်ပေါ့နော်နော်ကျွန်တော်ပထမယူဆချက်က200 500 400 500 200ဆိုတဲ့ဂဏန်းလေးရိုက်ခဲ့ပြီ400ဆိုတဲ့ဂဏန်းလေးရိုက်ခဲ့အခုကျွန်တော်တို့နော်ဒီ800လေးနဲ့အချိန်ကမှ400လို့ရိုက်ခဲ့ဖြစ်တဲ့အတွက်ဒီ800လေးနဲ့အချိန်ကမှ900နော်ဒါယူဆချက်နဲ့အခုနော်စနစ်တစ်ခုနဲ့ကျွန်တော်တို့ဒါပေါင်းဆက်ကြည့်ပြီးသွားပြီဆိုတော့နော် ကောင်းဆက်ကြည့်ပြီးပြီဆိုတော့ကျွန်တော်အတည်ပြုကြည့်အောင်နော်ဟုတ်ပြီဒီဟာလေးလည်းကျွန်တော်ပြောခဲ့ပြီးရပါနော်ခွန်69နဲ့နှစ်ခွန်8နော်ခွန်69နှစ်ခွန်8ဖရိန်ပေါ့နော်အဲ့ဒီမှာသူက940ခွန်3ခွန်ဆိုအကျဉ်းကိုက်တွေရှိတယ်ဒီမှာလည်းခွန်69နှစ်ခွန်8ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့390 363ဆိုအကျဉ်းကိုက်တွေရှိတယ်ဟုတ်ပြီဒီခွန်69နှစ်ခွန်8နော် ီခွန်ခြောင်ကနှစ်ခွန်ရှိဖရင်ကဒီမှာအကျင့်ကက940နဲ့ခွန်3လုံးဒီလိုက်ထွက်တယ်ပေါ့နော်940ခွန်3လုံးလို့လိုက်ထွက်တယ်လို့ဒီခွန်96ခွန်နှစ်ရှိနဲ့နော်အကျင့်ကက390နဲ့363ဆိုတဲ့ကဏ္ဍနှစ်ကွက်ဒီလေဒီမှာ390 336 363ဆိုတဲ့လိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်ပြီးပြီအဲ့လိုလိုက်ထွက်တော့သူ့ရဲ့အဲ့မှာလိုက်ထွက်တဲ့ကဏ္ဍဒီ940ပေါ့နော်ဒီမှာ940ဆိုမှ900ကိုပြေးရတယ် နောက်ဒီမှာကြာတော့လေဒီမှာ940လို့ထောက်ထားသေးတယ်ပေါ့နော်အဲ့တော့ဒီ940ဈေးမှာလဲကျွန်တော်တို့ကအခုဒီမှာ940ခွန်သုံးလုံးလို့လိုက်ထွက်တယ်အဲ့ဒီ940ဈေးမှာ900လို့ထည့်ထားတယ်အခုဒီမှာ390 363လို့ဒီမှာလိုက်ထွက်တယ်ဒီမှာလှည့်ထားတာဒီမှာအပေါ်မှာ940လို့ထောက်ထားသေးတယ်နော်အဲ့ကြောင့်မလို့ဒီ940ဈေးမှာ900လို့ထည့်တယ်လို့ဒီ940ဈေးမှာ900လို့ထည့်ကျင်တယ်ထည့်ကစားမယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ ဒီ900နဲ့အကျင်ကိုက် sorry နော်ဒီမှာ940နဲ့အကျင်ကိုက်မှာ953လို့ရိုက်ပေးထားတယ်ဒီလိုင်းမှာနော်အဲ့ဒီလိုပဲဒီမှာ940ထောက်ထားရတဲ့အကြောင်းရင်းဒီသူနဲ့အကျင်ကိုက်မှာ395လို့ရိုက်ထားတယ်နော်395လို့ရိုက်ထားတယ်နော်အဲ့ဒီလို395 940ရဲ့ဇောင်းမှာ900လို့ထည့်တယ်လို့ကျွန်တော်တို့ကဒီမှာ395 940ဇောင်းမှာ900ဆိုပြီးတော့ကျွန်တော်တို့ခုနက နော်စနစ်နဲ့ယူဆချက်တွေနဲ့အတူဒီမှာ900လို့ပြောင်းထည့်ကစားတော့မယ်နော်အဲ့တော့3ကုန်က940စောင်းမှာ900နော်အဲ့ဒီမှာကဏ္ဍတုကဏ္ဍ3ခွန်3က3ခွန်3လို့ထောက်တယ်940စောင်းမှာ900လို့ရိုက်တယ်လို့ဒီမှာ3ကုန်က940ကဏ္ဍတုကဏ္ဍ2ခွန်က2ခွန်နဲ့လို့ထောက်တယ်လို့အဲ့ဒီ940စောင်းမှာကျွန်တော်900ဆိုပြီးဒီအချိန်မှာနော်ကောင်းကောင်းထည့်ကစားမယ်ပေါ့နော်ဒီကဏ္ဍလေးကဘာဖြစ်လို့လဲကျွန်တော်ဒီမှာ ငါးတုံညာသုံးဝမ်းကျင်းတွေကအကောင်းနေတဲ့အတွက်ပေါ့နော်အဲ့တော့ဒီအချိန်မှာဒါ900ဆိုတဲ့ကဏန်းလေးကိုဖော်ပြပေးလိုက်ပါရနော်နော်ဒါမိတ်ဆွေတို့ယာပြီကဏန်းတော့ထိုးရမှာပေါ့နော်ဒီကဏန်းလေးကိုကျွန်တော်ခြားယာပြီလေးရှိရနော်300 800လေးရှိသေးတဲ့ site တွေနော်ဒီထဲမှာကျွန်တော်အားရတဲ့ဒီကဏန်းလေးကိုဒါအနည်းငယ်ဖော်ပြပေးရပေါ့နော်